စစ်တပ်ကအာဏာသိမ်းယူပြီး9လကျော်ကာလအတွင်းမှာအပြစ်မဲ့ပြည်သူပေါင်း189ဦးကိုတစားကန်အနေနဲ့ဖမ်းဆီးခဲ့တယ်လို့နိုင်ငံရေးအကြီးအကဲများကုညီစောင့်ရှောက်ရေးအသင်း AAPP ကအေယာဝတီကို ပြောပါတယ်စစ်ကောင်စီဟာဆရာနာသိမ်းမှုစန့်ကျင်လှုပ်ရှားသူတွေကိုဖမ်းဆီးနိုင်မှုမရှိတဲ့အခါမှာနေအိမ်မှာကြံရှိခဲ့တဲ့အဖိုးအဖွားမိဘ ဇနီးတာသမီးနဲ့ဆွေမျိုးသားချင်းတွေကိုတရားခံအနေနဲ့ဖမ်းဆီးနှိပ်စက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။စတေမာလာ9ရက်ကလည်းမုံရွာမြို့နန္ဒဝန်ရက်ကွက်ကဆေယနာသိမ်းမှုစန့်ကျင်သူကိုကျော်မင်းထွန်းကိုဖမ်းဆီးနိုင်မှုမရှိခဲ့တဲ့အတွက်ဇနီးဖြစ်သူမခင်စောလိုင်နဲ့အသက်2နှစ်အရွယ်တားငယ်လေးအပါအဝင်မိသားစုဝင်၄ဦးကိုတရားခံအနေနဲ့စစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။ တတလုံးမှာစတင်မာလာ၈ရက်နေ့အထိတစားကန်အနေနဲ့ဖမ်းဆီးခံရသူတွေက40ခန့်ကိုပြန်လည်လွတ်ပေးခဲ့ပေမဲ့အသက်2နှစ်ကနေအသက်80ကျော်အရွယ်ရှိအပြစ်မဲ့ပြည်သူပေါင်း138ဦးကတော့တစားကန်အနေနဲ့ထိမ့်သိမ်းခံနေရဆဲဖြစ်ပါတယ်။ဒီရေအတွက်ဟာလက်ရှိအချိန်ထိအတီးပြုတ်နိုင်တဲ့အရေအတွက်သာဖြစ်ပြီးတစားကန်အနေနဲ့ဖမ်းဆီးခံရမှုအရေအတွက်အတိကျဟာအခုထပ်ပိုပြီးများနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကုညီစောင့်ရှောက်ရေးအသင်း APB ကဆိုပါတယ်ကျွန်တော်ဖြိုးလွင်အောင်ပါ